မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့ပြောပြချင်တာကတော့ရွှေလက်ဆောင်မင်းသမီးမွေးဖွားခြင်းပုံပြင်လေးဖြစ်ပါတယ်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားရှေးခါကရွှေရောင်ဝင်းတောက်တဲ့နိုင်ငံတနိုင်ငံမှာတိတ်လာတဲ့မင်းသမီးငယ်တစ်ပါးမွေးဖွားလာပါတယ်သူမမျက်လုံးဖွင့်ချိန်မှာနန်းတော်တစ်ခုလုံးကိုရွှေရောင်အလင်းတန်းကြီးဖုံးလွှမ်းသွားတယ် မင်းနဲ့မိဖုရားတို့ကမင်းသမီးငယ်ကိုတီရီမင်းသမီးလို့နာမည်ပေးကြပါတယ်။ချွေရောင်တောက်ပသူဆိုတဲ့အဓိပ္ပာယ်ပါ။တိုင်းသူပြည်သားတို့ကလည်းသူမကိုနေရောင်နဲ့မင်းကြီးကအလင်းနဲ့ကောင်းကြီးပေးတော်မူတယ်လို့ယုံကြည်ကြပါတယ်။သူမကြီးလာတာနဲ့အမျှပန်းတွေက သူမခြေလမ်းတိုင်းမှာပွင့်နေ။ငှက်တွေကလည်း တခြင်းများစွာဖြင့်အပြိုင်အတန်ပေးကြတယ်။ဒါပေမဲ့မင်းသမီးကိုယ်တိုင်မသိသေးတာတခုရှိတယ်။နေရောင်နဲ့မင်းကြီးကသူ့မကိုပြိုးဝတ်တော်ဝင်တခုပေးထားတာကိုပေါ့လောကအတွင်းရှိအလိုကြီးမှုနဲ့မကောင်းမှုတွေကိုသင်အလင်းဖြင့်ဖယ်ရှားပါတဲ့ဒီတောင်းဝင်ပေးထားတာပါတ냐ပေါ့တိတ်ဆိတ်သောမိုးညတ်တ냐မှာ ထူးဆန်းတဲ့မော်စရာတူးကအိမ်တွင်းသို့ဝင်လာခဲ့တယ်။သူ့ရွယ်ချက်ကမင်းသမီးရဲ့ရွှေလင်းကိုခိုးယူပြီးတတ်တော်အင်အားဖြစ်အောင်သုံးဖို့ပါ။သူမရဲ့လက်ကိုထိချိန်မှာမင်းသမီးရဲ့အလင်းအိမ်ပျောက်သွားပြီးမင်းသမီးတီရီတယောက်ပုံမှန်အသွင်ဖြစ်သွားတယ်။တိုင်းပြည်တိုင်းနိုင်ငံလုံးမှန်သမျှအမှောင်ဖြစ်သွားပြီးစစ်ပင်များတည်သွားကြတယ်။ လူတွေကအပြုံးတွေပျောက်သွားခဲ့တယ်။ဒါပေမဲ့သူမရဲ့အတွင်းစိတ်ထဲမှာနေရောင်နဲ့မီးရဲ့အတန်လေးကိုကြားသွားတယ်။သင်အလင်းဟာမတည်သေးပါဘူး။အကြံဉာဏ်နဲ့တရားဖြင့်ပြန်ရှာပွေပါ။တတ်တော်အလင်းကသင်နှလုံးသားထဲမှာပဲရှိတယ်။အလင်းကိုပြန်ရှာဖို့မင်းသမီးတီတီကပြီးတန့်ခီးထွက်လိုက်တယ်။သူကတတော်ကြီးထဲဝင်သွားပြီး ချက်ချင်းပဲတွေးရတဲ့နာကျင်နေတဲ့နှက်လေးတကောင်ကိုကူညီပေးတယ်အစာစားစရာမရှိတဲ့မိမတူကိုမုံတပိုင်းမျှဝေတယ်တောင်တန်းများပေါ်ကမိုးကြိုးများအတန်ထွက်လာတဲ့အခါမှာလေသူမကမကြောက်ပဲရဲရဲကြီးရှောက်လန်းသွားတယ်သူပြုတဲ့မေတ္တာပြုမှုတွေကြောင့်သူနှလုံးသားထဲကအလင်းလေးပြန်တောက်လာတယ် နောက်ဆုံးမှာသူမကလှပတဲ့ရေကန်ကိုယောက်လာတယ်။နေရောင်အလင်းကိုတံပြန်ပေးတဲ့အမိန်တော်ကံပါပဲ။သူမကအမြင်ထဲမှာ တောက်ပါတဲ့မိမိရဲ့အလင်းကို ပြန်မြင်သွားတယ်။အဲ့ဒီအချိန်မှာသူမက အလင်းပြန်ရလာတယ်။ဒီအလင်းကပိုကောင်းပြီးပိုတန့်ပြီးလူတိုင်းအပေါ်အချစ်ဖြင့်ပြည့်နှက်နေတယ်။မင်းသမီးတီရီပြန်လာတဲ့အခါတိုင်းပြည်တစ်ပြည်လုံး ြန်လည်တက်ဝင်လာတယ်။ပန်းတွေပြန်ပွင့်လာတယ်။မြစ်တွေတောက်ပစွာစီးဆင်းတယ်။လူတွေပြန်ရေကြပြီးရေတံများပြန်လည်ကြားလာရတယ်။မော်ဆရာလည်းသူမရဲ့ချစ်ချင်းနဲ့မြစ်တာကိုမြင်ပြီးမကောင်းမှုတွေပြန်ပြောက်သွားတယ်။လူတွေကသူမကို ရွှေလက်ဆောင်မင်းသမီးလို့ခေါ်ကြတယ်။သူမရဲ့စစ်မှန်တဲ့လက်ဆောင်ကမာယာမဟုတ်ပဲ။မြစ်တာပဲဖြစ်တယ်။တကယ်အလင်းဟာမြစ်တာနဲ့ ေဒနာကသာဖြစ်ပေါ်စေတာဖြစ်ပါတယ်ဒီလိုပုံမြင်လေးတွေကိုထပ်နားထောင်ခြင်းနဲ့ဆိုရင် like share နဲ့ channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့เนาะ